2022ခုနှစ်ဒီဇင်ဘာလ18ရက်နေ့မှာကမ္ဘာအကြီးအကျယ်ဆုံးဘလုံးသမားတို့ဟာသူလိုချင်တဲ့နောက်ဆုံးပန်းနိုင်ကိုအရောက်လမ်းနိုင်ခဲ့ပါပြီ။ဒီချွေရောင်စုဖလားကိုကင်ထားတဲ့တုံရင်နေတဲ့လက်တစုံရဲ့နောက်ခွဲမှာဘူးမမသိသေးတဲ့ဇလန်တပုတ်ကျိန်အောင်နေခဲ့ပါတယ်။သူ့ကိုဘလုံးကစားဖို့လုံလောက်တဲ့အရက်မရှိဘူးလို့လူတွေကပြောခဲ့ကြပါတယ်။ဒါပေမဲ့တကဘာလုံးကိုအံအားသင့်စေမဲ့ကလေးတစ်ယောက်ကတော့ သူ့ရဲ့လမ်းကြောင်းပေါ်မှာအဆုံးမနစ်ကြိုးစားအထောက်နေခဲ့ပါပြီ1989ခုနှစ်ဇွန်လ24ရက်နေ့မှာအာဂျင်တီးနားနိုင်ငံဆန်တာဖဲပြည်နယ်ရီဆာရီယိုမြို့မှာမွေးဖွားခဲ့တဲ့လီယိုနယ်မက်ဆီဟာတာမန်အလုတ်သမားလူဒန်းစားမိသားစုကနေဆင်းသက်လာခဲ့တာပါသူ့ရဲ့အဖေဂျော့မက်ဆီဟာစတီးဆက်ယုံမန်နေဂျာဖြစ်ပြီးတော့အမေဖြစ်သူကတော့တန်လိုက်ထုတ်လို့ရဝက်ရှော့မှာအလုပ်လုပ်တဲ့သူပါ အသက်၃နှစ်သားအရွယ်မှာပဲသူ့ရဲ့မိသားစုကဒီကလေးလေးဟာဘောလုံးနဲ့ထူးထူးခြားခြားဆက်ဆက်နေတာကိုသတိပြုမိခဲ့ကြပါတယ်။အသက်၄နှစ်အရွယ်မှာတော့သူ့အဖေကိုယ်တိုင်နီးပြတဲ့ဒေတာကန်ကလပ် Grand Dolly ကိုသူဝင်ရောက်ခဲ့ပါတယ်။ဒါပေမဲ့သူ့ဘဝရဲ့အစောပိုင်းကာလတွေမှာအကြီးမားဆုံးဩဇာလွှမ်းမိုးခဲ့သူကတော့သူ့ရဲ့အဖွာဆီလီယာပါပဲ။ဘာဖြစ်သူဟာသူလက်ကျင်ရေးသွားတိုင်း ပွဲကစားတိုင်းမှာအဖော်လိုက်ပေးခဲ့သူပါသူ့ရဲ့အသက်၁၂နှစ်ပြည့်မွေးနေ့မတိုင်ခင်လေးမှာအဖွားဖြစ်သူကွယ်လွန်မှုကသူ့ကိုအကြီးအကျယ်ထိခိုက်စေခဲ့ပါတယ်အဲ့ဒီချိန်ကစပြီးတော့သူဂိုးသွင်းတိုင်းကောင်းငင်ကိုမော့ကြည့်ပြီးတော့လက်ညှိုးထိုးပြတတ်တဲ့သူ့ရဲ့နာမည်ကျော်အောင်ပွဲခံပုံစံဟာကွယ်လွန်သွားပြီဖြစ်တဲ့သူ့အဖွားအတွက်ရည်ရွယ်တာပါမက်ဆီရဲ့အဖွားဖြစ်သူဟာသူ့ရဲ့ပါရမီကိုအစောဆုံးယုံကြည်ခဲ့သူတွေထဲကတယောက်ပါ 2022ခုနှစ်ကမ္ဘာဖလားဖိုင်နယ်ပွဲစဉ်ရဲ့နောက်ဆုံးပွဲသိမ်းပန်နရီကိုမွန်ဒီယယ်ကံမဲ့အချိန်မက်ဆီဟာကောင်းငင်ကိုလှမ်းကြည့်ပြီးတော့အဲ့ဒါဒီနေ့ဖြစ်နိုင်တဲ့ဘွားလို့တိုတိုလေးပြောခဲ့ပါသေးတယ်။အသက်17နှစ်ပြည့်ပြီးနောက်ပိုင်းမှာမက်ဆီမှာရှိနေတဲ့ growth hormone deficiency ကြီးထွားဟော်မုန်းချို့ယွင်းမှုယောဂသူ့ကိုတာမန်လူတယောက်လိုအရက်ရှိလာခြင်းကနေတားဆီးမဲ့ချပါယောဂကိုကုသဖို့အတွက် လစဉ်စေကူတာစရိတ်ဒေါ်လာ1000ကနေ1500ကျားပမာဏဟာအလုတ်သမားလူဒန်းစားမိသားစုတစ်ခုအတွက်ကတော့မတက်နိုင်လောက်အောင်ကြီးမားတဲ့ပမာဏဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ဒီနေရာမှာကန်တရားကကြားဝင် လာခဲ့ပြီးတော့ဘာစီလိုနာအသင်းရဲ့ကင်းတောက်တော်ဦးကကလေးလေးကိုတွေ့ရှိခဲ့ပါတယ်။1998ခုနှစ်မှာရီဆာရီယိုမြို့ကနီးပြန်ဟိုးကအသက်17နှစ်အရွယ်ထိုးကျွန်တဲ့ကလေးတစ်ယောက်ကြောင့်ဘာစီလိုနာက အာဂျင်တီးနားနယ်ပွားအေဂျင့်ဂက်ဂျီယိုလီကိုဆက်သွယ်ခဲ့ကြပါတယ်။ဒီလိုနဲ့2000ပြည့်နှစ်စက်တင်ဘာလထဲမှာမက်ဆီရိုမိသားစုဟာသူ့ရဲ့ခြေစွမ်းဆန်းသက်ခံဖို့အတွက်ဘာစီလိုနာမြို့ကိုရောက်ရှိလာခဲ့ပါတယ်။နောက်ဆက်တွဲအနေနဲ့ဖြစ်ပျက်ခဲ့တဲ့အရာတွေကဒီကနေ့ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားတစ်ယောက်ဂုတ်လို့ကျွန်တော်တို့သတ်မှတ်ကြတဲ့လီယိုနယ်မက်ဆီကိုမွေးဖွားပေးလိုက်တာပါပဲ။မက်ဆီဟာ ဘာစီလိုနာအသင်းကသူနဲ့တက်တူရွယ်တူအခြားကလေးနဲ့အတူခြေစွမ်းဆန်းသက်တဲ့ကစားပွဲအနည်းငယ်ကစားပြီးပြီဖြစ်ပေမဲ့ဘာစီလိုနာအသင်းကဘယ်သူမှသူ့ကိုခေါ်ယူမယ်ဆိုတဲ့သုံးဖြတ်ချက်ကိုမချရဲကြသေးပါဘူးဒီလိုနဲ့ဘာစီလိုနာအသင်းရဲ့အားကစားဒရိုက်တာကာလက်ရီရှတ်တယောက်မက်ဆီတယောက်ခြေစွမ်းဆန်းသက်ခံတဲ့ကစားပွဲကိုလမ်းလျှောက်ရင်းလာကြည့်တဲ့အခါမှာတော့သူ့အတွက်3-4မိနစ်လောက်သာကြာမဲ့လမ်းလျှောက်မှုက15မိနစ်လောက်ထိကြာသွားခဲ့ပါတယ် ဒီကလေးလေးရဲ့ဘောလုံးနဲ့ခြေထောက်ထိတွေ့မှုတွေလိန်ခေါက်ဖြတ်ကျော်နိုင်စွာအကွက်မြင်မှုတွေအပေါ်မှာသူ့ရဲ့မျက်လုံးတွေမျက်တောင်မခတ်နိုင်အောင်ဆွဲလန်းသွားခဲ့တာဒီလိုနဲ့ရီရှတ်ဟာကွင်းဘေးကထိုင်ကုန်ပေါ်မှာသွားထိုင်လိုက်ပြီးတော့နီးပြတွေကိုသူ့စာကြောချုပ်လိုက်တော့ဘာမှမစဉ်းစားနဲ့ဘယ်သူပဲမမေငါ့ရဲ့ဆုံးဖြတ်ချက်လို့ပြောလိုက်ဆိုပြီးတော့ပြောခဲ့ပါတယ်အကသဒရိုက်တာဖြစ်သူကိုရိုင်းကမက်ဆီကိုဘာစီလိုနာအသင်းကစာကြောချုပ်ဖို့ပြောခဲ့တာတောင်မှ အသင်းက33နှစ်အရွယ်ကစားသမားတူကိုယင်းနှီးမြှုပ်နှံဖို့အတွက်လုံဆိုင်နေခဲ့ပါတယ်။ဘုတ်ဖွဲ့ဝင်တွေကြားထဲမှာလည်း33နှစ်အရွယ်ကလေးတစ်ယောက်အတွက်ဒီလောက်ကြီးမားတဲ့စွန်စားမှုမျိုးလှုပ်သင့်မလှုပ်သင့်အကြီးအကျယ်ငင်းခုန်နေခဲ့ကြပါတယ်။ရတရပတ်တွေကြာလာတိုင်းနဲ့မျှဆုံးဖြတ်ချက်မချနိုင်သေးပါဘူး။ဒီလိုနဲ့မက်ဆီရဲ့အဖေဖြစ်သူဂျော့မက်ဆီတယောက်ဟာစိတ်ပြတ်အာရုံလာခဲ့ပါတယ်။၂000ပြည့်နှစ်ဒီဇင်ဘာ14ရက်နေ့ညမှာတော့ Galat Russia ဟာမက်ဆီတို့မိသားစုရဲ့ကိုယ်စားလှယ်လို့ပြောလို့ရတဲ့ အေဂျင့်ကာဂျီယိုလီနမကြီးဘလုံးအေဂျင့်မင်ဂွဲလာရုနဲ့အတူဘာစီလိုနာမြို့ကတင်းနစ်ကလပ်တစ်ခုမှာညစာစားတောက်နေရင်းနဲ့မက်ဆီရဲ့အဖေဖြစ်သူဂျော့နဲ့ဖုံးပြောလိုက်တဲ့အခါမှာတော့ဂျော့မက်ဆီကဒီကိစ္စအဆင်မပြေဘူးဆိုရင်ဒီနေ့ပြီးလို့မှသူတို့အဖြေမရသေးရင်သူတို့အာဂျင်တီးနားပြန်တော့မယ်ဂျူနိုအေရီကိုပြန်တော့မယ်လို့ကြားခဲ့ရပါတယ်အဲ့ချိန်မှာပဲရီချက်ဟာအမိုင်းဝင်စင်မဲ့ဆုံးဖြတ်ချက်ကိုချလိုက်ပါတော့ဘာဆိုင်ရဲ့စာရမ်းမှမရှိတဲ့အဲ့ဒီစားတောက်ဆိုင်ထဲမှာပဲ တပွဲတို့စီကနေတ िश ူးဆက်ကိုတွေ့ရတောင်းပြီးတော့ဘလို့ကန့်ကွက်မှုမျိုးကိုမဆိုထက်သွင်းစဉ်းစားခြင်းမရှိဘဲနဲ့လီယိုနယ်မက်ဆီကိုခေါ်ယူရန်ကျွန်ုပ်ဂါလက်ရီရှက်ဤတာဝန်ယူမှုအောက်တွင်သဘောတူပါသည် ဆိုပြီးတော့ဂျေတာကပဋိသတ်တဲ့အေဂျင့်နှစ်ယောက်နဲ့အတူလက်မှတ်ထိုးခဲ့ကြပါတယ်။ဒါဟာဘလုံးသမိုင်းမှာအနှိမ်ချဆုံးစာချုပ်တစ်ခုလည်းဖြစ်ခဲ့ပါတယ်။ဘာစီလိုနာအသင်းဟာမက်ဆီရဲ့လစဉ်ဆေးကုသရေးကိုကြာခံပေးမယ်လို့ကြေညာပေးခဲ့ပါတယ်။ ဲ့ဒီချိန်တုန်းကဒေဝါလီခံရမယ့်အခြေအနေနဲ့ရင်ဆိုင်နေရတဲ့ဘာစီလိုနာအသင်းအတွက်ကတော့အလွန်ကြီးမားတဲ့ယင်းနှိမ့်မြုံနှံမှုလို့ပြောလို့ရပါတယ်။အသက်၃၃နှစ်အရွယ်ကလေးတယောက်အတွက်မိဘတွေတငယ်ချင်းတွေနဲ့ငွေရစာတိမျိုးကိုရုတ်တရက်ထားခဲ့ရတာဟာရင်ကွဲမတက်နာကျင်စရာအတွေ့အကြုံတစ်ခုပါပဲ။လာမာစီယာဘာစီလိုနာသင်းရဲ့နာမည်ကျော်လူငယ်အကယ်ဒမီဒါပေမဲ့မက်ဆီအတွက်ကတော့ဒါဟာပင်ပန်းဆင်းရဲတဲ့အပတ်စဉ်စမ်းသပ်မှုတွေနဲ့ပြည့်နှက်နေတဲ့ နေရာတစ်ခုဖြစ်ခဲ့ပါတယ်။လာမာစီယာကလူတွေမှာတော့မှတန်တရားတွေကရှိနေခဲ့ပါတယ်။သူ့ရဲ့တတူရွယ်တွေနဲ့ရှင်ရင်မက်ဆီကပို့ပြီးတော့ရက်ပူတယ်။ခနာကိုပိုင်းကလည်းပို့ပြီးတော့အားနည်းနေခဲ့ပါတယ်။ဒါပေမဲ့သူနဲ့ဘောလုံးထိလိုက်တဲ့အခါမှာတော့မော်ဆန်နဲ့အရာတွေဖြစ်ပြက်လာခဲ့ပါတယ်။ပြောရမယ်ဆိုရင်ဘာစီလိုနာအသင်းဟာမက်ဆီရိုမိသားစုရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်ခဲ့တာပါ။အာဂျင်တီးနားကလပ်အသင်း River Plate က သူ့ကိုခေါ်ယူခြင်းခဲ့ပေမဲ့အဲ့ဒီအချိန်ကသူ့ရဲ့အသင် New World O Point အသင်းကြောင့်ရောင်းရွှေ့မှုမဖြစ်မြောက်ခဲ့သလို New World O Point အသင်းကိုယ်တိုင်ကလည်းသူ့ရဲ့စေကူတာစီကိုအစားရောကပေးမယ်ပြောခဲ့ပေမဲ့နောက်ပိုင်းမှာတာဝန်မယူနိုင်ခဲ့ပါဘူးအဲ့ဒီအချိန်မှာဘာစီလိုနာအသင်းရဲ့တာဝန်ရှိသူတို့ဖြစ်တဲ့ဂျိုအန်လာကွေဘာဟာမက်ဆီရဲ့ပရမသောဟော်မုန်းစေထုတ်မှုတွေကိုကိုယ်တိုင်ငွေကြေးထောက်ပံ့ပေးခဲ့တာပါညစဉ်ညတိုင်း ဒီအသက်73နှစ်အရွယ်ကလေးလေးဟာသူ့ရဲ့ကိုယ်ပိုင်ခြေထောက်တွေထဲကိုကြီးထွားဟော်မုန်းတွေထိုးခဲ့ရပါတယ်။သူ့အတွက်နာကျင်မှုကရုပ်ပိုင်းဆိုင်ရာတသက်တည်းမဟုတ်ပါဘူး။သူ့ရဲ့အိမ်မက်တွေဟာဒီဆေးထိုးအပ်တွေအပေါ်မှာမူတည်နေတယ်ဆိုတော့စိတ်ပိုင်းဆိုင်ရာဖိအားတွေဝင်တော့ဝင်ဖို့တွေလည်းတက်ခဲ့ပါတယ်။ချိန်ထဲမှာပဲအိမ်ကိုလွမ်းဆွချင်းကသူ့ကိုတဖြည်းဖြည်းတိုက်စားနေခဲ့ပါတယ်။လာမာစီယာအကယ်ဒမီက သူ့ရဲ့ Garmi Legend ဘော်တွေဟာတက်တက်ဆက်ဆက်နေတတ်တဲ့သူ့ရဲ့သဘောထားကိုနားမလည်နိုင်ကြပါဘူး။ဒါတွေဟာမစီရဲ့ကလေးဘဝအထူးကြံဆုံးလာတွေဖြစ်ဖြစ်ပါတယ်။2004ခုနှစ်အော်တိုဘာလ16ရက်နေ့မှာတော့အသက်18နှစ်အရွယ်မက်ဆီဟာဘာစီလိုနာသင်းရဲ့အသင်းကြီးအတွက်ပထမဆုံးပွဲထွက်ခွင့်ကိုရရှိခဲ့ပါတယ်။အဲဒီနေ့ဟာဘောလုံးလောကအတွက်နာမည်အသစ်တစ်ခုမွေးဖွားလာခဲ့တဲ့နေ့တစ်နေ့ပေါ့။ ဒါပေမဲ့ဒါဟာတညာလေးနဲ့ရလာတဲ့အောင်မြင်မှုတွေတော့မဟုတ်ခဲ့ပါဘူးကျွန်တော်တို့တွေသူ့ရဲ့ပထမဆုံးချန်ပီယံလိတွင်းကိုကိုမျက်မြင်တွေ့ခဲ့ရတယ်အဲ့ဒီအခိုက်အတန့်တွေရဲ့နောက်ကွယ်မှာတော့မရေတွက်နိုင်တဲ့လေ့ကျင့်မှုတွေနဲ့စိတ်ပိုင်းဆိုင်ရာရုန်းကန်မှုတွေရှိနေခဲ့ပါတယ်အာဂျင်တီးနားလက်ရေးစင်အသင်းမှာကစားဖို့ခွင့်ရရလာတဲ့အခါမှာတော့နောက်ဆက်တွဲပီအာတွေကသူ့ရဲ့တာဝန်ကိုပို့ပြီးတော့လေးလံသိခဲ့ပါတယ်မာရာဒိုနာဟာအာဂျင်တီးနားနိုင်ငံရဲ့ဘောလုံးနှစ်ဖျားလို့သတ်မှတ်လို့ရတဲ့လူပါ လူတိုင်းကမက်ဆီကိုသူနဲ့နှိုင်းယှဉ်ခဲ့ကြပါတယ်။သူဟာဒုတိယမြောက်မာရာဒိုနာဖြစ်လာမလား။ဒါမှမဟုတ်ပထမဆုံးမက်ဆီလားပေါ့။2008ခုနှစ်ကိုပါအမေရိကရှုံးပွဲ2014ကမ္ဘာဖလားဘောလုံးပွဲကဂျင်နာစရာရှုံးပွဲ2015ခုနှစ်ကိုပါအမေရိကနောက်ထပ်ရှုံးပွဲတစ်ခု2016ကိုပါအမေရိကကွန်တီနယ်ရိုဘောလုံးပွဲမှာမက်ဆီဟာပန်နရီလွှဲချော်ခဲ့ပြီးတော့အာဂျင်တီးနားအသင်းရှုံးနိုင်ခဲ့ရပြီးတဲ့နောက်အဲ့ဒီညာတွင်ချင်းပဲ မက်ဆီယာအာဂျင်တီးနားလရင်စီအတင်းကနေနားယူတော့မယ်လို့ကြေညာခဲ့ပါတယ်။ကျွန်တော်အတွက်ကတော့အရာအလုံးပြီးဆုံးသွားပါပြီ။ကျွန်တော်ဘောလုံးပွဲ၄ပွဲတက်ခဲ့ရပြီးတော့၄ပွဲစလုံးရှုံးနေခဲ့လေ။ဒါဟာကျွန်တော်အတွက်အလွန်နာကျင်ရပါတယ်ဆိုပြီးတော့သူကပြောခဲ့ပါတယ်။ဒါပေမဲ့အာဂျင်တီးနားနိုင်ငံတနိုင်ငံလုံးကသူ့ကိုပြန်လာဖို့တောင်းဆိုခဲ့ကြပါတယ်။မက်ဆီငါတို့စီပြန်လာခဲ့ပါဆိုတဲ့စကားတွေဟာလမ်းတိုင်းမှာပြည့်နှက်နေခဲ့ပါတယ်။ အာဂျင်တီးနားအစိုးရကလည်းဂျားဝင်ဆက်ဆက်ခဲ့ပေးပြီးတော့သူ့ရဲ့တငယ်ချင်းတွေကလည်းသူ့ကိုဖုံးဆက်ခေါ်ခဲ့ကြပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့မက်ဆီဟာပြန်လာဖို့ဆုံးဖြတ်ခဲ့ပါတော့တယ်။သူ့နိုင်ငံအသင်းကိုပြန်လာပြီးတဲ့နောက်ပိုင်းမှာအာဂျင်တီးနားအသင်းကို2018ခုနှစ်ကမ္ဘာ့ဖလားခြေစပွဲအောင်မြင်အောင်ကူညီပေးနိုင်ခဲ့ပြီးတော့အာဂျင်တီးနားအသင်းဟာအုပ်စုအဆင့်ကနေတက်နိုင်ခဲ့ပေမဲ့16အသင်းအဆင့်မှာတော့ပြင်သစ်ကိုရှုံးနိုင်ပြီးတော့ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်။ ိုးအတွက်နောက်ဆုံးမျှော်လင့်ချက်လို့ပြောလို့ရတဲ့2021ကိုပါအမေရိကမှာတော့မက်ဆီဟာသူ့ရဲ့ပထမဆုံးအဓိကနိုင်ငံတကာဆုဖလားကိုရယူနိုင်ခဲ့ပါတယ်2008ခုနှစ်အိုလံပစ်မှာတော့သူရခဲ့ဘူးတဲ့ဖြိုတစိုက်ဆုကိုနိုင်ငံတကာဆုဖလားသရင်တွေကိုထက်မတွက်ဘူးဆိုရင်ပေါ့ဒီလိုမျိုးမက်ဆီရဲ့မဆုံးမနစ်စူးစမ်းမှုတွေနဲ့အခုလိုတမိုင်းဝင်အောင်မြင်မှုတွေကရိတ်သက်ကြီးကိုခွန်အားဖြစ်စေတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel မှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့ဘောလုံးလောကတွေကဇာလန်းတွေကိုအများအားတင်ဆက်ပေးသွားမှာဖြစ်လို့ ခုပဲ subscribe လုပ်ထားဖို့မမေ့ပါနဲ့။ကဲအခုတော့ဘလုံးကွင်းအပြင်ဘက်ကမက်ဆီရဲ့ဘဝအကြောင်းကိုဆက်လိုက်ကြရအောင်။မက်ဆီရဲ့ဘဝမှာအရေးကြီးတဲ့ပွဲစဉ်တွေအများကြီးရှိခဲ့ပေမဲ့သူ့အတွက်အရေးကြီးဆုံးကတော့ကွင်းပြင်ပကသူ့ရဲ့ဘဝပဲဖြစ်ပါတယ်။2009ခုနှစ်မှာသူဟာလီယိုမက်ဆီဖောင်ဒေးရှင်းကိုတည်ထောင်ခဲ့ပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကရောရှင်းပါတယ်။အခက်အခဲတွေနဲ့ရင်ဆိုင်နေရတဲ့ကလေးတွေကိုခွင့်ရေးတွေပေးဖို့ပဲဖြစ်ပါတယ်။မက်ဆီကိုယ်တိုင်က ကျွန်တော်ဟာကလေးဘွားတော်ကအခက်ခဲတွေနဲ့ရင်ဆိုင်ခဲ့ရတယ်အခုကျွန်တော်အခွင့်အရေးတွေရလာပြီဆိုတော့တခြားကလေးတွေကိုကူညီကြပါတယ်လို့ပြောခဲ့ပူပါတယ်သူဟာ UNICEF ရဲ့ Goodwill Ambassador တူအဖြစ်လဲကဘာတဝမ်းကကလေးတငယ်အခွင့်အရေးတွေအတွက်တိုက်ပွဲဝင်ပေးနေခဲ့ပါတယ်ဘလုံးကွင်းထဲမှာဆိုရင် သူဟာတိတ်ဆိတ်တဲ့ကောင်းဆောင်မှုပုံစံရှိပါတယ်ဗဇက်နဲ့ပြောပြတာထက်ကိုယ်တိုင်လှုပ်ဆောင်ပြတာကိုပိုပြီးတော့နှစ်သက်တဲ့လူမျိုးပါသူ့ရဲ့အသင်းဘော်တွေကမဆီယာစကားနဲ့ ဒါပေမဲ့သူ့ရဲ့လောက်ရက်တွေကအရာအလုံးကိုပြတ်ပြနေတယ်လို့ပြောခဲ့ကြပါတယ်။ဘာစီလိုနာကလပ်သင်းရဲ့လူငယ်ကစားသမားတွေကလည်းသူ့ကိုအလွန်လေးစားကြပါတယ်။ဖက်ဒရီကဆိုရင်သူကကျွန်တော်ကိုအမြဲတမ်းအားပေးပြီးတော့အကြံဉာဏ်တွေပေးပါတယ်ဆိုပြီးတော့ထုတ်ဖော်ပြောဆိုခဲ့မှုပါတယ်။မက်ဆီဟာအာဂျင်တီးနားနိုင်ငံမှာတော့သူဟာတာမန်နိုင်ငံသားတူလို့ပဲနေထိုင်ပါတယ်။ရိုးရိုးကဖေးဆိုင်တွေမှာထိုင်ပြီးတော့မိသားစုနဲ့အချိန်ကုန်ဆုံးလို့ရှိပါတယ်။သူ့ရဲ့မိသားစုကသူ့ဘဝမှာအရေးကြီးဆုံးအစိတ်ပိုင်းပါ။ သူ့ရဲ့ဇနီးအန်တိုနီလာနဲ့သားသုံးယောက်တို့နဲ့အတူပေါ့ချိန်ကသူပြောခဲ့မှုပါတယ်ဘလုံးကကျွန်တော်ကိုနာမည်ကြီးစေခဲ့ပေမဲ့မိသားစုကတော့လူသားဖြစ်စေခဲ့တာပါ2022ခုနှစ်ကမ္ဘာဖလားမှာတော့ဒီဘလုံးကနဝင်ဟာသူ့ရဲ့နောက်ဆုံးပန်းနိုင်ကိုအရောက်လှမ်းနိုင်ခဲ့ပြီးတော့ကမ္ဘာဖလားကိုအာဂျင်တီးနားအသင်းနဲ့အတူရယူနိုင်ခဲ့ပါတယ်အဲ့ဒီအောင်မြင်မှုဟာအဲ့ဒီတညရင်းနဲ့ရခဲ့တာတော့မဟုတ်ပါဘူးရီဆာရီယိုမြို့ကကလေးလေးတယောက်ဘဝကနေ ကမ္ဘာအကြီးကျယ်ဆုံးကစားသမားဖြစ်လာတဲ့အထိဒါဟာမိမိကိုယ်ကိုယုံကြည်မှုမိသားစုရဲ့ပံ့ပိုးမှုနဲ့ဘယ်တော့မှလက်မလျှော့တတ်တဲ့အရှုံးမပေးတဲ့စိတ်တက်တို့ရဲ့ရလဒ်ပဲပါတယ်။မက်ဆီရဲ့ဇလန်းကနေကျွန်တော်တို့သင်ကန်းစာတစ်ခုယူနိုင်ပါတယ်။လူတယောက်ရဲ့အားနည်းချက်တွေကကျွန်တော်တို့ဘာဖြစ်လာမယ်ဆိုတာကိုအတိတ်ပဲဖွင့်ဆိုတာမဟုတ်ပါဘူး။ကြီးကြီးတာကအဲ့ဒီအားနည်းချက်တွေပေါ်မှာဘယ်လိုတုံ့ပြန်တယ်လဲဆိုတာပါပဲ။ အရက်ပုတယ်လို့သူ့ကိုလူတွေပြောခဲ့ကြတဲ့ကောင်လေးတယောက်ဘဝကနေကြီးကျယ်တဲ့အမွေနှစ်ကိုခြံထားခဲ့နေပါပြီ။မဆီရဲ့အမွေနှစ်ကသူ့ရဲ့သွင်းကိုးတွေစုဖလားတွေတက်တက်မဟုတ်ပါဘူး။မင်းလဲဒါကိုလုံနိုင်တယ်လို့ကဘာတဝမ်းလုံးမှာရှိတဲ့ကလေးတွေကိုသူကပြတ်တသွားခဲ့တာ။ဘယ်တော့မှအရွယ်မရောက်ဘူးလို့လူတွေထင်ခဲ့ကြတဲ့ဒီကောင်လေးဟာကဘာတစ်ခုလုံးမှာရှိတဲ့ကလေးတွေရဲ့အိမ်မက်တွေကြီးထွားလာလို့သူကဖန်တီးပြခဲ့တယ်။ပြီးတော့အရေးကြီးဆုံးအချက်ကတော့ သူဟာကျွန်တော်တို့အားလုံးကိုအိမ်မက်တွေမှာအရွယ်အစားကန့်သတ်ချက်မရှိဘူးဆိုတာပြသသွားကြတာပါပဲဒီနေ့တင်ဆက်ပေးခဲ့တဲ့ message ဇာတ်လမ်းကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အခုလိုစိတ်သက်ခွန်အားဖြစ်စေတဲ့ဇာတ်လမ်းတွေကိုလက်မလွတ်ချင်ဘူးဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးတော့ဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့တောင်းဆိုချင်ပါတယ်နောက်ထပ်ဘယ်ကစားသမားရဲ့အကြောင်းကိုကြည့်ခြင်းလဲဆိုတာကိုလည်း comment မှာရေးသားပေးခဲ့လို့ရပါတယ်